တိန်ထောင်လောက်ပုံသွားပြီအဲ့ထောင်အင်းကိုရလောက်ကဒီရောကြီးပဲနန်းနေကြီးကဒီရောဆိုရင်အများကြီးဝယ်လာတာတနေ့ကိုတစ်ထဲလက်ကအေးကိုတနေ့တစ်လုံးအဲ့လိုမျိုးသွားပြီးတငယ်ထောင်မှာတငယ်ထောင်မှာကျွန်တော်ခုမြန်မာနိုင်ငံကိုတိန်ပေါင်းတောင်းကနေကျွန်တော်ပရိုက်တာလောက်ထားတယ်ခုကျွန်တော်ပြောသွားတယ်မနေ့ကမေးရမှာကိုကိုကိုရိုးတင်သွားတဲ့သူကမြန်မာနိုင်ငံအတွက်တောင်းကနေမပြောတော့တိန်ဘယ်နှထောင်လူပြီးပြီလဲလို့ ီဂလာဘာမွေးချန်နယ်ရီကကြိုဆိုလိုက်ပါတယ်မိုတီနဲ့တက်ဆက်ပေးခြင်းနဲ့ဗီဒီယိုလေးရောလိုက်မမှာကြည့်ရထားနေတယ်ဒီမြန်မာနိုင်ငံကပြည်သူတွေကိုကြွားလုံးထုတ်ပြီးတော့ဂျပန်နိုင်ငံမှာမစ်မဆလာတော့ပြိုင်နဲ့ဆယ်လီလီလင်းကတော့အခုဆိုရင်ဝေဖန်တက်ခတ်သူတွေအရောက်ကမှများနေတယ်ဒါကြောင့်မို့လို့လည်းဒီဝေဖန်တက်ခတ်တဲ့သူတွေကိုပြက်လက်ချစ်ပါပြောဆိုနေရမှာဖြစ်ပါတယ်အရင်လည်းချောအပ်တယ်နေပေါ့နော်ဗီဒီယိုရမှာဆိုလို့ရှိရင်တော့အကြွားတန်တဲ့လွင်လင်းတယောက်လည်းပေါ်လာပြီเนาะဒါကဘာလို့ဖြစ်မလဲဆိုတာဗီဒီယိုလေးကိုစောင့်ကြည့်လိုက်ပါကြည့်ရှုပေးဖို့ဖိတ်ကပိုင်ရှိဒါဆိုရင်တော့ကြည့်လိုက်ရအောင်เนาะအားလုံးမင်္ဂလာပါ အခုဒီ international mr ပြိုင်ပွဲကိုပြိုင်ဖို့အတွက်ကိုကျွန်တော်သိန်းဟိုပါပေါ့အဲသိန်းတစ်ထောင်လောက်ပုံသွားပြီအဲ့ထဲမှာ900လောက်ကဒီရောကြီးပဲအဲ့မှာပါတယ်ကပတ်ဒီရောပါရောပြီးတော့ဟိုကျွန်တော်ဒီ mr လောကတွေကိုဝင်လာတယ်ဆိုတာလေဘာကြောင့်ဝင်လာလဲဆိုတော့ကျွန်တော်ကဟိုပါပေါ့음အရန်နေခရအဲ့ဟိုကျွန်တော်ဂျပန်မှာအလုပ်လုပ်တယ်ဂျပန်မှာအလုပ်လုပ်တဲ့အချိန်မှာ ချင်းอืมဘေးတော့ဗျာဩဘေးတော့မဝတ်ဘူးကျွန်တော်ဘေးတော့လုံးဝမဝတ်ဘူးကျွန်တော် brand မဲ့ဝတ်တယ်အဲ Dior ကိုအနေဆုံးဝတ်တယ်ပေါ့နော်အဲ Mr. ပြိုင်ပြီးဟိုဂျပန်မှာကျွန်တော်နေတဲ့အချိန်မှာတော့ဟိုကအဲ့လို brand နဲ့ကြီးပဲဝတ်တာ Dior ရောဘာရော LV ရောအဲ့ဒါအကုန်ဝတ်တယ်ညာအိတ်တော့မှကျွန်တော်ကျွန်တော်ညာအိတ်တဲ့ဝတ်စုံတော့မှ Dior ပဲ Dior ပဲညာအိတ်အဲဂျပန်ရောက်တဲ့အချိန်မှာကျွန်တော်ဘာတွေလေးလာလဲဆိုတော့အာကီမူချီပေါ့နော် ဂျပန်ကရုံးလေးဂျပန်ကရုံးလေးအဲ့သူ့လေးလာတယ်အဲဂျပန်ကရုံးကိုလည်းကျွန်တော်အပြင်မှာမြင်ဘူးတယ်အရန်ဘာဖြစ်တယ်အရန်သဘောကျတာပဲတိလာအရန်သဘောကျတာပဲတိလာတော်မိဘတွေကိုကျွန်တော်ဒီမစ္စတာပြိုင်ပွဲဝင်ပြိုင်ပြီးဟိုမစ္စတာလော့ကတွေကိုမဝင်ခင်မှာအဲ့လိုမိဘတွေကိုကျွန်တော်ဘာလုပ်ပြီးလဲဆိုတော့တိုက်သုံးလုံးအခြေပြုပေးလိုက်တယ် မိဘတွေကိုတိုက်သုံးလုံးလုပ်ပြီးဟိုအခြေပြုပေးပြီးဆိုတော့ကျွန်တော်သုံးတော့တာပဲအရန်ဗရန်မတားရေသုံးတာအာအဲ့လိုဒီရောတွေကြီးပဲညာအိတ်ဝေးတော့မှဒီရောတွေကြီးပဲကျွန်တော်အိမ်ကဗီရိုထဲမှာအဲ့ဂျပန်အိမ်ကဗီရိုထဲမှာဆိုရင်လေအဲ့လို brand တွေကြီးပဲဒီရောတွေဆိုအထက်လိုက်အထက်လိုက်အထက်လိုက်အဲ့လိုဘေးရုံတွေကလည်းပေါ်တယ်လေဘေးရုံတွေကလည်းပေါ်တယ်အဲ့ဟုတ်ပါဘူးအခု Mr. ပြိုင်ပွဲ International ပြိုင်မှုအတွက်ကိုကျွန်တော်အများကြီးပြင်ဆင်ထားတယ်ဒါတော့မှဟိုကျွန်တော်မြန်မာနိုင်ငံကိုစားပြုအနေနဲ့သွားပြိုင်ပါ ဲ့တော့အင်ကြီးဒီဇိုင်နာဖက်ရှင်တယောက်ကိုမှားလာတာသိတရာကုန်တယ်ဒီလိုဒီလိုဒါဒါမျိုးပေါ့နော်ဒီလိုအင်ကြီးမျိုးဒါသူစီရရတာမဟုတ်ဘူး तू ကအဲ့မှာနာမည်ကြီးဒီဒီဇိုင်နာတယောက်ရဲ့နာမည်ကိုသုံးပြီးတော့မှတနက်စားညံပေါ့ကွာမလုပ်သင့်ဘူးလေသိလားတနက်စားညံနေမလုပ်သင့်ဘူးအဲ့ဒါမျိုးပြီးတော့ဟိုသူစီကိုအလကားခိုင်းတာလည်းမဟုတ်ဘူးပတ်စံကိုအများကြီးပေးပြီးတော့မှအဲ့လို စပြီးတော့စီစဉ်ခိုင်းတာကျွန်တော်လည်းအလုပ်တရာမအားဘူးလေဂျပန်သင်တန်းနေနေဆရာတွေလုပ်နေတာလေဆရာလုပ်နေတာလေဂျပန်သင်တန်းကိုအခုကျွန်တော်ဂျပန်မှာလဲဂျပန်စာတွေကိုအကုန်လုံးလေ့လာတယ်ဒီသင်တန်းတွေပို့ချတယ်အထူးသဖြင့်ကီမူချီဘယ်လိုပြောလဲကီမူချီအတန်ထွက်တီဟူပေါ့နော်ဂျပန်ကရုံးရဲ့အတန်ထွက်တီဟူဒီကျွန်တော်ကြောင်းတောင်းလိုက်လေ့လာနေတယ်မအားတဲ့ခါကျတော့သူ့ကိုဒီဇိုင်နာအတွက်ကိုကျွန်တော်ကဟုတ်ပြီကျေးဇူးကျေးဇူးအဲ့လိုပဲဟိုအချွေရံအရမ်းများတာကျွန်တော်ကဒီဟာနေအောင်380လောက်တန်းတယ်ဒီအင်ကြီးက ဒီဒီညာဒီညာသိန်း100ကျော်တန်တယ်လေအဲ့မသိမှဆိုလို့စာရေးပြီးတော့ပြောတာတာသိန်း100ကျော်တန်တယ်ဒီဒီဒီဟာဒါတွေဆိုလဲနာမည်ကျော်ဒီဇိုင်နာပေါ့နော်သူ့ရဲ့အင်ကြီးတွေအာသူ့ဒီဇိုင်းတွေမလို့သိဘူးလေအဲ့လိုမျိုးပေါ့နော်โอ้ตุ๊กไข่น่ะอลกาไข่น่ะไม่รู้ดินำแมจอเจซูเว้ยเนาะอืมไอ้กระตุกไซมาเอ๊ะเอลโหโอ้ดีมิสเตอร์เปี่ยนม้วยเปี่ยนโกด้วยอายอ้าไซ่อ่ะเรกูอ่ะမြန်မာနိုင်ငံอ่ะဆိုတာဟို အကုန်လုံးကိုသိစေချင်တာအဲ့မှာအကုန်စီစဉ်ပြီးသွားပြီတနေ့တစ်မျိုးလက်ကင်အိဒီယာဆာမယိုးအောင်လုပ်ထားတာတနေ့ကိုတစ်မျိုးတစ်မျိုးတစ်မျိုးစီသွားမှာအဲ့ဘရန်နေရဒီရောဆိုရင်အများကြီးဝင်လာတာတနေ့ကိုတစ်ထဲလက်ကင်အိကိုတနေ့တစ်လုံးအဲ့လိုမျိုးသွားပြီးတော့တငယ်ထောင်းမှာတငယ်ထောင်းမှာအဲ့ဟောတိကုန်ပြီအဲ့လိုပေါ့ဟိုအားလုံးပဲကျေးဇူးတင်ပါတယ်နော်ဘာပြောမစ္စတာပြိုင်ပွဲဝင်ပြိုင်ပြီဆိုရင်လည်းမြန်မာနိုင်ငံကိုစားပြုအနေနဲ့ဟိုလို့လွင့်အောင်အားပေးကြပါဦးအား အားလုံးကြီးကြားပါကျွန်တော်နာမည်မစ္စတာလွင်နေမှာအဲ့တော့ကျွန်တော်ဒီနေ့ပုံတော့စကားလေးနည်းနည်းပြောချင်လို့ပါဘာရလို့တော့မဟုတ်ပါမနေ့ကပေါ့မီဒီယာတစ်ခုမှာကျွန်တော်ပုံကိုတင်ပြီးတော့ပေါ့နော်အတန်ရှင်းရှာပြီးတော့ကျွန်တော်ပုံကိုတင်ပြီးတော့ပွဲလုပ်သွားတာပေါ့နောက်တစ်ခါကျွန်တော်အကြောင်းလေးအများကြီးပြောသွားရေပေါ့ကျေးဇူးအများကြီးတင်ပါတယ်လို့စတန်နဲ့ရှိတဲ့သူတွေအကုန်လုံးသိရေပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ယနေ့အချိန်ထိဒါအခုမြန်မာနိုင်ငံကိုစာပြတရားအနေနဲ့တော်တော်ပွဲသေးသေးပွဲကြီးကြီးကျွန်တော်တော့ပြိုင်နေရေကျွန်တော်ရဲ့ အဲတက်နိုင်တဲ့အရေးချင်းပေါ့ကျွန်တော်မှရှိတဲ့အရေးချင်းလေးနဲ့ကျွန်တော်တော့ပြိုင်တယ်မြန်မာနိုင်ငံစထွက်စင်ကာလာကကျွန်တော်မီဒီယာတွေတွားကြည့်ကြည့်ကျွန်တော်ပွဲနှစ်ပွဲပြိုင်ပါပါ international ပွဲနှစ်ပွဲပြိုင်ပါလို့ကျွန်တော်ပြောပြီးမှဒီပွဲကိုကျွန်တော်စပြီးထွက်ခဲ့တာဖြစ်ပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်နောက်တစ်ခုကကျွန်တော်ယနေ့အချိန်ထိကျွန်တော်ရဲ့ TikTok account တွေနောက်တစ်ခု Facebook account တွေ page တွေမှာမြည်သူတဦးတယောက်ကိုမှကျွန်တော် follow လုပ်မထားပါဘူးနောက်တစ်ခုကမြည်သူတဦးတယောက်ကိုမှကျွန်တော် comment ပြင်ခြင်း tension ရှာခြင်းမရှိပါဘူး ယနေ့အချိန်ထိပါအဲ့တော့မနေ့ကသူတို့မြန်မာနိုင်ငံမှာ Mr. ဘွဲလောက်သွားတယ်အပွဲကကျွန်တော်ရဲ့ကျွန်တော်ရဲ့ organizer ရဲ့နှစ်ယောက်ပဲတည်ရဲ့ကိစ္စကျွန်တော်တို့ယူပဲပွဲပေါ့နော်ကျွန်တော်တို့ယူမဲ့ပွဲကျွန်တော်တို့ယူဖို့ဆဲဆဲမှာကိုကိုကိုပြန်ပြီးတုံတက်တယ်နော်အားလုံးဝေဖန်နေတယ်လို့ပဲကျွန်တော် perfect မဖြစ်ပင်နဲ့ကျွန်တော်မပြည့်စုံပင်နဲ့ကျွန်တော်ပွဲကြီးကိုသွားလိုက်တယ်ဆိုအကိုတို့ပြောတယ်လို့မျိုးညီတို့ပြောတယ်လို့မျိုးအမားတို့ပြောတယ်လို့မျိုးကျွန်တော်ဝေဖန်နေတဲ့သူတွေမျိုးမြန်မာနိုင်ငံက ရှက်စရာအရင်ကောင်းဖို့ကောင်းသွားမှာပေါ့နော်နားလေလားမသိဘူးပေါ့နော်ကျွန်တော်မြန်မာနိုင်ငံကြီးထွက်လာတဲ့ရက်ကနေစပြီးကျွန်တော်ဒီနေ့ဆိုရင်ခုနှစ်ရက်မြောက်ရှိပြီကျွန်တော်ထိုင်းနိုင်ငံမှာလည်းကျွန်တော်ဂျင်ဆော့ရဲ skin care ဘိုင်းဆိုင်ရာ train နဲ့မနီးရလည်းပြီးရင်ဟိုတနေရ BNN ကိုရောက်တယ် BNN မှာဂျင်ဆော့ရဲအသားရေးဘိုင်းဆိုင်ရာကျွန်တော် train နဲ့ကျွန်တော်စကလေးကမြန်မာနိုင်ငံမှာ interview ခဲ့ကျွန်တော်ပြောခဲ့တယ် international ပွဲနှစ်ပွဲသွားမှာပြောခဲ့ရနော်နားလေပါလေနော်ကျွန်တော်မြန်မာစကားပြောနေတာအဲ့တော့ international ပွဲကျွန်တော်နှစ်ပွဲသွားမှာဒါကကျွန်တော်နဲ့ လိုက်ဖက်တဲ့ပွဲကျွန်တော်ဘာမှပြင်ဆင်ခြင်းမရှိဘူးကျွန်တော်နောက်မှာ scoring လည်းဘာမှမရှိဘူးအကြီးကြီးပြောပြီးအကြီးကြီးလောက်ပါเนาะယနေ့အချိန်ကြီးကျွန်တော် စီပွားရေးလောကမှာလည်းကျွန်တော်ကိုကူကိုတူးကိုချုံခဲ့ရမိသူတူတူတယောက်မှာကျွန်တော် tension ချခြင်းမရှိဘူးเนาะမိသူတူတူတယောက်မှာကျွန်တော်ပုတ်ခတ်ခြင်းမရှိဘူးကျွန်တော်စိတ်ထဲမှာပြည့်စုံသည်ဖြစ်စေမပြည့်စုံသည်ဖြစ်စေမြမာတွေကိုကျွန်တော်အရင်ချစ်တယ်ဒါပေမဲ့ ကျွန်တော်ဦးသားတော့ပြောသွားတယ်အာဘာနဲ့မပြည့်စုံဘူးဘယ်ရမဖြစ်ဘူးအာဘလို့ပြောအဲ့လိုမျိုးပြောပြီးတော့ကိုကကိုရိုးတင်နေဆိုတာကချက်ချင်းပြောရင်အစင်တမ်းရှိတဲ့သူတွေနားလည်လားမသိဘူးကျွန်တော်ရဲ့ဝေါ်မှာမိသူတူတူတယောက်ရဲ့ post ကိုမှကျွန်တော် share ထားခြင်းမရှိမိသူတူတူတယောက်ရဲ့ပုံကိုမှကျွန်တော်ယူသုံးထားခြင်းမရှိယနေ့အချိန်ထိကျွန်တော်ဂျပန်နိုင်ငံမှာနေစကဲအစဉ်ကာလတုန်းက SK2 skin care ကိုတီးမှာပါနော်ဂျပန်နိုင်ငံရဲ့တူတူတီသောကိုယ်စားလှယ်နဲ့ကျွန်တော်ယူပြီးတော့လုပ်ခဲ့တယ်အဲ့အတွက်ဘာဖြစ်လဲ ကျွန်တော်အကောင်းဆုံးဖြတ်တန်းခဲ့တယ်အကောင်းဆုံးနေခဲ့တယ်လीโอเคအဲ့လောကကနေပြီးကျွန်တော်ဂျပန်ဆရာတရားအနေနဲ့ဂျပန်ကျောင်းရှစ်ကျောင်းကိုပိုင်ကျောင်းငှားထိုင်ကျောင်းဈာမမရှိဖွင့်ခဲ့တယ်ကျွန်တော်ယုံကြည်တဲ့သူတွေအများကြီးရှိတယ်ကျွန်တော်အများကြီးစူးစမ်းခဲ့တယ်လीကျွန်တော်ဘဝကိုအစကနေပြန်လာအရန်အံ့ဩသွားနေတယ်ကျွန်တော်ခုမြန်မာနိုင်ငံပိန်ပေါင်းတောင်းကနေကျွန်တော်ပရိုက်တာလုပ်ထားတယ်ခုကျွန်တော်ပြောသွားတယ်မနေ့ကမေးရမှာကိုကိုကိုရိုးတင်သွားတဲ့သူကမြန်မာနိုင်ငံအတွက်ပေါင်းကနေမပြောတော့သိန်းဘဏ္ဍာထောင်လူပြီးပြီလေကျွန်တော်နည်းနည်းတော့ပြန်ဖြည့်ခဲ့ပြီပါရှင်းနေတော့ နည်းနည်းလောက်လေးပြန်ပြေခဲ့ပြီပါเนาะအဲကျွန်တော်ကအာကျွန်တော်ဝေဖန်တဲ့အရာတွေကိုကျွန်တော်ကဘယ်လိုခေါ်မလဲအကုန်လုံးကျေးဇူးအများကြီးတင်တယ်ဒါပေမဲ့မီဒီယာထီကိုပေါ့နော်ဒီလိုမျိုးຫມို့ချိုးမြင့်ချိုးပြောရလောက်အောင်ရှင်းရှင်းပြောရရင်တန်ခြင်းလည်းမတူဘူးเนาะ level ခြင်းလည်းမတူဘူးရှင်းနေเนาะ เนาะကိုယ်ခြေလောက်ပေါ်မှာကိုယ်ရက်တီပုံခြင်းလည်းမတူဘူးเนาะဘလားထွက်နေတိုင်းခန္ဓာကိုယ်ကြီးကြီးနေတိုင်း standard ရှိရမှာပေါ့အဆင့်ရှိရမှာပေါ့ရှင်းနေเนาะဒါက အရန်ကြီးကိုဖောင်ပြီးကြောတာလို့ကျွန်တော်ပြောပြရခြင်းဖြစ်တယ်။ကျွန်တော်အကောင်ဆုံးမြန်မာနိုင်ငံ group ကိုစူးစမ်းခဲ့မယ်။ Okay မင်းမြန်မာနိုင်ငံကိုစားပြုတရားအနေနဲ့ပြည်ဆောင်ပြီလား။ဘယ်လိုမပြည်ဆောင်သေးဘူး။ကျွန်တော် international ပွဲကိုနှစ်ပွဲသွားမှာ။အစကတည်းက media မှာပြောခဲ့ပြီးသား။ဒါက international မှာဘယ်လိုမျိုးအခက်အခဲတွေရှိလဲ။ဘယ်လိုမျိုးတွေကြုံတွေ့မလဲ။ကျွန်တော်အတွေ့အကြုံယူခြင်းဖြစ်တယ်တပွဲ။နောက်ထပ်တပွဲထပ်သွားမှာ။စောင့်ကြည့်နေနော်။နော်နောက်တစ်ခုက ူတို့ပွဲကကောင်းပါရဲ့သူတို့ပွဲကလုပ်ပွဲမှုပါဘယ်သူပွဲကလုပ်ပွဲမလို့လဲပြောသွားတာနော်သူမြန်နေအကုန်တွန်းချပြီသူ့ကိုသူရိုးကိုတင်ချသွားတာနော် training ကကြောက်လို့နာမည်တက်တာမဟုတ်နာမည်ကိုမသိတာရှင်းလားမသိနော်မပြောရင်အဲ့လိုနာမည်တက်ပြောချင်တယ်နာမည်ကိုမသိစုံစမ်းဖို့လည်းကိုယ်မှအချိန်မရှိဘူးခဏလေးကျင်သွားရမယ်ပြန်လာရင်မျက်နှာနဲ့ပတ်သက်ပြီး twist သွားသွင်းရမယ်တားရင်လည်းပတ်သက်ပြီးလုပ်ရမယ်အများကြီးရှိရဲ့အဲ့တော့ကျွန်တော်နဲ့ကျွန်တော် organizer နှစ်ယောက်ပဲတည်ကျွန်တော်ထပ်ပွဲတစ်ပွဲထပ်သွားမှာဒါကျွန်တော်အတွေ့အကြုံယူခြင်းဖြစ်တဲ့ အဲရပါစီမရပါစီမရှိဘူးကျွန်တော်စ조사နိုင်တယ်လို့ကျွန်တော်조사တယ်โอเคနိုင်ငံခြားပွဲကိုသွားပြိုင်တဲ့အချိန်မှာเนาะဒီ international ပွဲကိုသွားပြိုင်တဲ့အချိန်မှာကျွန်တော်နိုင်ငံခြားကို15ရက်တိတိကြိုးထွက်ခဲ့တယ်အဲ့လိုမျိုးမနေ့ကကျွန်တော်ပြောနေရတဲ့နိုင်ငံခြားကိုเนาะတရက်တော့နေနိုင်နေနိုင်မှာတပတ်လောက်သွားနေကြည့်ပါအောင်ဘယ်လိုမျိုးကုန်ကျစရိတ်ရှိရဲဆိုတာเนาะကျွန်တော်ဝေဖန်ပေးနေတဲ့သူတွေကျွန်တော်ပြောဆိုပေးရတဲ့သူတွေကျွန်တော်ကျေးဇူးအများကြီးတင်တယ်အရင်ကြီးကိုအတိုင်းတားကြီးလွန်လာလို့ ကျွန်တော်ကပြပြချင်းဖြစ်တယ်ဒါပေမဲ့သူ့ကိုကျွန်တော်စိတ်မတူဘူးဒါပေမဲ့ standard ရှိတဲ့သူနောက်တစ်ခုကအဆင့်ရှိတဲ့သူကဘတော့မှသူများကို attention ရှာရှင်းလားမသိကျွန်တော်လည်းဒါ attention ရှာနေရမှာမဟုတ်ဘူးကျွန်တော်ဖိုင်ကျွန်တော်တင်စရာရှိရတင်တယ်လှုပ်စရာရှိရလှုပ်တယ်ကျွန်တော်ပြိုင်စရာရှိရပြိုင်တယ်ကျွန်တော်ပြိုင်ပွဲက6ရက်နေမှာစခုနလပိုင်း6ရက်နေစမယ်9ရက်နေဖိုင်မယ်နော်ကျွန်တော်ပြီးတာနဲ့တန်းပြန်လာမယ်ကျွန်တော်လုပ်ငန်းလုပ်စရာတွေအများကြီးရှိရှင်းလားမသိကျွန်တော်ကဒီလိုမျိုးမီဒီယာတွေရှေ့ကိုထွက်မှာ ထမင်းစားရမယ်သူလည်းမဟုတ်ဘူးเนาะကျွန်တော်ကျွန်တော်ဖိုင်ကျွန်တော်ကျွန်တော်ရဲ့ဘဝကိုကျွန်တော်ခြေောက်ပေါ်ကျွန်တော်ရက်တည်နေတဲ့ဒုတိယเนาะဒေတာချက်လက်တွေလိုက်မယ်ဆိုရင်ကျွန်တော်ကမြန်မာနိုင်ငံကိုစားပြုတရားအနေနဲ့တွားရောက်ရှင်ပြန်မယ်ကျွန်တော်နောက်လျှောက်လန်းကတားတဲ့ဒေတာချက်လက်တွေကျွန်တော်အကုန်ဖျက်ဆီးပလိုက်လို့ရတယ်ဖုံးကွယ်ပလိုက်လို့ရတယ်ကိုယ့်ရဲ့ဖြစ်တည်မှုကိုလက်ခံနိုင်ရတယ်ကိုယ့်ရဲ့ဖြစ်တည်မှုကိုကိုယ်လက်ခံနိုင်ရတယ်ကိုယ်လျှောက်ခဲ့တဲ့လမ်းကိုကိုယ်ရေးရေးဝင်ဝင်လက်ခံရရတယ်အဲ့ဒါမှလူကောင်းတရားရှင်းလားမသိဘူး เนาะကျွန်တော်ဂျပန်ဆရာတယောက်အနေနဲ့ရက်တည်တဲ့အချိန်မှာလည်းကျွန်တော်ဘေးပုံကိုမှဖျက်ခဲ့ခြင်းမရှိဂျပန်နိုင်ငံမှာနေခဲ့တဲ့ပုံတွေတိုင်းမတင်တာအခုလည်းတင်တယ်ဘာဖြစ်လို့လဲကျွန်တော်ရောက်ရရောက်နေတဲ့နေရာမှာကျွန်တော်အကောင်းဆုံးဖျက်ကျော်တယ်အကောင်းဆုံးကြိုးစားတယ်အဲ့ဒါဘာဖြစ်လို့လဲသူမြန်းကိုပြောပြီးတော့မှသူမြန်းကိုပြောပြီးတော့မှကိုကြီးကိုသွေးတာကအဲ့ဒါအစတန်ရှိရသူတွေမဟုတ်ဘူးစတန်တက်ရှိရသူတွေမဟုတ်ဘူးကျွန်တော်ကိုယောက်ျားပြီမပြီးတာဘူးโอเคပြောတဲ့သူတွေကယောက်ျားပြီးတာတယ်ဆို ်ကိုဝတ်ထားတဲ့ fashion ကိုပြန်ကြည့်ကြည့်လိုက်ရှင်းနေနော်ကိုပြောတဲ့စကားလုံးကိုပြန်ကြည့်ကြည့်လိုက်အဲ့ဒါယောက်ျားပြီးတာလားမပြီးတာလားနော်အဲ့ဒါဒီကိုကျွန်တော်ပကံလေးပြောပြချင်တယ်အဲ့တော့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ app ဝဲကိုကျွန်တော်မယူခဲ့လို့ရသွားတာနောက်တစ်ခုကကျွန်တော်ကိုယ်တိုင်လည်းအဲ့လောက်ကြီးကြီးကျွန်တော်မ train နိုင်ရှင်းလားခန္ဓာကိုယ်အနေထားနော်အများကြီးကျွန်တော်မှာစီးပွားရေးအတွက်ဖက်ဖြစ်တဲ့တော့ကျွန်တော်ဒါပေမဲ့မီဒီယာမှာကျွန်တော်ပြောခဲ့တယ်ကျွန်တော် international ပွဲနှစ်ပွဲသွားမှာ ခုကတပွဲရှင်းစစ်ကြည့်လိုက်ပါကျွန်တော်ဘလို့ပဲဖြစ်ဖြစ်ပါဘလို့ပဲဖြစ်ဖြစ်ပါကျွန်တော်ဒီဘာလို့လို့သူများနဲ့မတူအောင်လုပ်တယ်စီးပွားရေးမှာလည်းသူများနဲ့မတူအောင်လုပ်တယ်နော်အခုနိုင်ငံခြားကိုထွက်ပြိုင်လာခြင်းတူရင်တော့မှကျွန်တော်ဘလို့မျိုးဖြစ်နေရဲဆိုတာသိရမှာလားနော်အဲ့တော့စကားပြောတာထင်းထင်းသိသိပြောပါကိုလုတ်တဲ့ action တစ်ခုကိုလုတ်တဲ့အပြုအမူတစ်ခုကဘတော့မှကိုမိဘကိုမထိခိုက်စေပါနဲ့အားလုံးကျေးဇူးများရှိတင်ပါခင်ဗျာ ဟုတ်ကဲ့ပါမျိုးရိုးရေးမွဲဗီဒီယိုလေးတော့ဒီလောက်ပါပဲဗီဒီယိုတက်မှာဆိုလို့ရှင်တော့ဒီမစ်မဆလာတော့ပြိုင်တဲ့လွင်လင်းကတော့မြန်မာနိုင်ငံကိုကြွားလုံးထုတ်ပြီးတော့သွားခဲ့တာပေါ့နော်အခုဆိုလို့ရှင်တော့သူကိုဝေဖန်တက်ခဲ့တဲ့သူတွေအများများလို့အဲဒီပြက်လက်ချေပါပြောဆိုနေတာပဲဖြစ်ပါတယ်ကြည့်တယ်မျိုးရိုးရေးဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ဘယ်သူမှလည်းဘယ်သူမှလည်းဆိုတာကိုဗီဒီယိုလေးအမှာ comment လေးရေးခဲ့ပြီးတော့ရပါရင်ရှင်းနောက်ထပ်လည်းမဆက်လီတဲ့နေ့ဟာတာဗီဒီယိုလေးပို့သူ digest ဆက်ဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတက်ဆက်ပြီးတက်မှာမို့မွဲ channel လေးကို like subscribe နဲ့တာပေးဖို့တောက်ဆပါရှင့်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမနာတတား